မန်စီးတီးနည်းပြကွာဒီယိုလာကအသင်းရဲ့အဓိကကစားသမားတွေဖြစ်တဲ့စပိန်ကွင်းလယ်လူရိုဒရီနဲ့နော်ဝေတိုက်စင်မိုဟာလန်တို့လေးချင်းမှုပြန်လုံနေပြီလို့အတည်ပြုပြောကြားခဲ့ပါတယ်။2024ခုနှစ်ဘလွန်ဒီယိုဆုကိုရရှိခဲ့တဲ့ရိုဒရီဟာဒူးအယွတ်တန်ရာကြောင့်2024စက်တမလကလေးကအနားယူခဲ့ရတာဖြစ်ပြီးဟာလန်ကတော့ခြေချင်းဝတ်တန်ရာကြောင့်မလမှာအနားယူခဲ့ရတာဖြစ်ပါတယ်။အခုအဲ့ဒီကစားသမားနှစ်ဦးစလုံးလေးချင်းမှုပြန်လုံနိုင်ပြီဖြစ်ကြောင်းဂွာဒီယိုလာကအတည်ပြုခဲ့တာဖြစ်ပါတယ်။ အာလင်းဟလန်နဲ့ရိုဒရီတို့လေးချင်းမှုပြန်လုံနိုင်တဲ့အတွက်ကျွန်တော်တို့တကယ်ကိုကျေနပ်မိပါတယ်။သူတို့ပြန်ကစားနိုင်ပြီလို့ဆရာဝန်တွေကပြောပါတယ်။လေးချင်းရဲ့အစီအစဉ်မှာရိုဒရီရဲ့ခံစားမှုကောင်းမွန်နေပြီလို့လည်းပြောပါတယ်။ဒါပေမဲ့ကျွန်တော်တို့ဆောင်ရအောင်ပါပါ။ဒဏ်ရာပြန်ရသွားမှမျိုးမဖြစ်စေချင်ပါဘူး။ကျွန်တော်တို့ဂယူးဆိုင်ဖို့လိုအပ်ပါတယ်လို့ဂွာဒီယိုလာကပြောကြားခဲ့တာပါ။ မန်စီးတီးအသင်းဟာအဓိကကွင်းလင်ကစားသမားရိုဒရီကိုတရာသီလုံးနီးပါးအနားပေးခဲ့ရတာကြောင့်တရာသီမှာခြေဆွမ်းကြာဆင်းခဲ့တာဖြစ်တယ်လို့သုံးသပ်မှုတွေလည်းရှိနေတာပါ။ဂွာဒီယိုလာကရိုဒရီကိုအလင်းစလို့အသုံးပြုပွဲမရှိပေမဲ့ခရစ်စတယ်ပဲလစ်အသင်းနဲ့ကစားမဲ့ FA ဖလားဘောလူပွဲမှာတော့ပါဝင်နိုင်ပွဲရှိတယ်လို့သိရပါဗျ။